်မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါ ARD တိုင်းဟင်္ဒရာမြို့နယ်တလုတ်ထော်မြို့မှာရက်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးကစစ်မှုထမ်းထောက်ပံ့ခြင်းနှစ်ဆအထိ တိုးကောက်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ စစ်ကောင်စီခန့်တလုတ်ထုံမျိုးအမတ်တရက်ကွက်အုပ်ချုပ်ရေးမှူးကြော်စွာဆိုကမြို့နိုင်အစင်အမိန်နဲ့လောက်တာလို့ဆိုကဧပြီလ30ရက်ကစတင်ပြီးတအိမ်နောင်ကိုအရင်ကတထောင်ကျပ်ကောက်ခရာကနေကျပ်3000အထိတိုးမြင့်ကောက်ယူနေတာလို့ဆိုပါတယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကဆိုင်ကယ်နဲ့တအိမ်တက်တအိမ်စီလိုက်ကောက်နေတာဖြစ်ပြီးတအိမ်ကိုကျပ်3000တောင်းကအပြစ်မပေးနိုင်တဲ့သူတွေကိုတပတ်အတွင်းခွဲထည့်ပေးဖို့ပြောတယ်လို့တလုတ်ထော်မြို့ကန်တယောက်ကပြောပါတယ် စစ်ကောင်စီခန့်အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်စွာဆိုးရဲ့အပိုင်ထဲမှာအင်ချီတထောင်နဲ့အထက်ရှိတယ်လို့သိရပြီးတမန်အခြေခံလူဒန်းစားဒေသခံတွေများတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်စကိုင်းတိုင်းထဲကရေဦးမြို့နယ်အနောက်ချမ်းအင်ပထိုးကျေးရွာနဲ့ကဏီမြို့တောင်ချမ်းချောင်းမအရှိရွာအနီးကိုစစ်တပ်က မေလ9ရက်မနေ့အစောပိုင်းမှာလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ရေဦးမြို့နယ်အနောက်ချမ်းအင်ပထိုးကျေးရွာကို မေလ9ရက်မနက်9နာရီကလေကြောင်းတက်ခိုက်ခဲ့တဲ့အတွက်အသက်40ကျော်အရွယ်မျိုးသမီးတဦးသေဆုံးပြီးပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေဦးပအဖတာဝန်ရှိသူကိုပြည့်ကြီးက DPP ကိုပြောပါတယ်အင်မထိုးကျေးရွာကိုမေထီလာလီတက်ကနေတက်လာတဲ့ MI 29တိုက်လေရင်နဲ့ပေါင်250ဘုံနှလုံးကျဲချတက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။ အလားတူကဏီမြို့တောင်ချမ်းချောင်းမအရှိပါအနီးကိုလည်းမေလ9ရက်မနက်ခင်းအစောပိုင်းတနိုင်နီးပါးကဘုံသီးနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်ဘုံသီးချသွားတဲ့နေရာနှစ်ခုမှာအဲ့တလုံးနီးပါးကျင်းကြီးတွေဖြစ်ပေါ်သွားပြီးလူတွေကတော့အထိခိုက်မရှိခဲ့ဘူးလို့ဒေသခံမျိုးသားတယောက်ကပြောပါရယ်ရှင် ဟုတ်ကဲ့ပါအကိုတို့ကဒီအင်းလင်းဒေတာမှာပေါ့နော်အခါမင်းကျဲမရင်စောက်ရှောက်မှုတွေပေးနေလို့သိရပါရဲ့ရှင်ဘလူးဒေတာတွေမှာအဓိကကျဲမရင်စောက်ရှောက်မှုပေးနေလို့ပြောလို့ရမလို့ရှင်ကျွန်တော်တို့အင်းလင်းဒေတာကန်တီလူတွေကိုကျဲမရင်စောက်ရှောက်မှုပေးတဲ့နေရာမှာလေကျွန်တော်တို့ညောင်းဝရေးရွာမှာတော့ဒီယာယီစင်စစ်ကန်တခုခွန်ပေးထားတယ်ပြီးတော့ဤဘအခွဲသေးတခုကကျွန်တော်တို့ကေလာမှာကန်တခုခွန်ပေးထားတယ်ခင်ဗျာ ော်ကျွန်တော်တို့အဆင်းပါကြီးနဲ့ညောင်မကြီးကမှာတော့ကျွန်တော်တို့အထိုင်ချပေးထားတယ်။ကျွန်တော်တခြားရွာတွေကတရေပါဆီလို့ခေါ်လာခဲ့ရင်ရှိနေကျွန်တော်တို့ပြီးတော့သုတပေးပါတယ်။ဟုတ်ကဲ့ပါဒီအခမင်းစေပေခံမှာရောစေဘောလုံလောက်မှုရှိရလားဘလို့အခက်အခဲတွေကြုံတွေ့နေရပါသလဲရှင့်။ကေလာကစေပေခံတော့အဆင်ပြေတယ်ခင်ဗျ။အေးညောင်မကြီးစေပေခံတော့ဒီစေဝါပြက်လက်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ဟုတ်ဒီအဓိကကျွန်တော်တို့ရာနာကြောင့်စေတို့ဒီတွေးတို့ကြသေးပဲပေါ့နော်အဲ့ဒါလေးတက်လက်နေကြခင်ဗျကျွန်တော်တို့ဒီ second phone နဲ့တခြားမှာတော့ ဒီတရက်ကို၄ရက်လောက်ကတော့ဒီရာနာနဲ့ပတ်သက်ပြီးတက်လာတယ်ရှိတယ်ခင်ဗျာကျွန်တော်တို့ဒီ၄ရက်ရာတလောက်ကကျွန်တော်တို့အင်းထဲမှာစိုက်တဲ့တိရံတွေကိုတို့ကဆေးခန့်ကြတယ်ပြီးတော့အဲဆေးခန့်ထားတဲ့သေးတွေကဒီအင်းထဲကတင်ရောက်တယ်လေပြီးတော့တို့ကအင်းရကြီးကိုပဲပြန်ပြီးတော့ချိုးတာဆိုတော့ဆစ်တယ်ခင်ဗျာဒီရာနာတော့ဝမ်းကြောက်ချောက်ရတယ်ဒီဝမ်ကြောင်ဝမ်ဆောင်တဲ့ရာနာကဒီအယောက်တရာရှင်80 85လောက်ကဖြစ်နေတယ်ခင်ဗျာ ကိုရဲ့ဒီအခမဲ့ကျဲမရဲ့စောက်ရှောင်းမှုပေးနေတာကိုရန်နာလိုက်မယ်ဆိုပြီးတော့လေးကြာတိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းအရာကြောင့်အခုလိုမျိုးရန်နာလိုက်ရလို့ပြောလို့ရမလဲကိုအဲငါတို့ကတော့အခုချိန်ထိတော့ဒီအခမဲ့သေဝကုသမှုတွေပြင်းနေပါသေးတယ်။ဒါနဲ့ဒီယာနာဖြစ်တဲ့သူနာတွေကြတော့ငါတို့ကစိတ်မရှိတဲ့သူကဒီကျန်တဲ့ကတွေလက်ရှိတာပါနော်။အော်ငါတို့ကဂျန်ကောင်ကဆက်စင်းလာကြတယ်ပါကျွန်တော်ကစေးကတော့ငါများလည်းပါလာတယ်ပါနော်။ဒါပေမဲ့ငါတို့ကလက်ကျန်သေဝမလုံလောက်တော့ဘူး။ အဲ့ဒါကြောင့်ပြီးတော့အလူရှင်ရှာတဲ့ခါမှာလည်းအလူရှင်မရလို့ပါဒီမျိုးနဲ့ကျမ်းမာဌာနကလည်းကျွန်တော်တို့ပိတ်ဖို့တော့လာတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်တချို့လူညာတွေကတော့ကျွန်တော်တို့မနိုင်တော့နောင်ချိုလိုက်ရတာရှိတယ်ဒီအဲ့ဒါလဲကနည်းနည်းများလာတော့သူတို့ကကျွန်တော်တိတ်ကြည့်တဲ့ပုံမပေါက်တော့ဘူးပြောရမယ်ဆိုသူတွေဒါလည်းမသွားပဲနဲ့ကြာကျွန်တော်တို့စီမံပြီးတော့မှတစ်ဆင့်ကတော့မနေရလေဒီနောင်ချိုကျမ်းမာဌာနကပေါ့နော် ျွန်တော်တို့ကအစားကျွန်တော်တို့ကဒီဆေးမလောက်တော့ဒီမျိုးနဲ့ကျမ်းမာရေးကိုအခုကြီးတောင်းတာပေါ့နော်ဒီဆေးလေးကိုညီလို့ရမလားဆိုပြီးတော့အဲအဲ့ဒီချိန်မှာပဲဒီရတရနေပြီးတော့ကျွန်တော်တို့ကဆေးကြုံသွားရက်ဖို့နဲ့ဒီကုသမှုတွေအလုံးရဆိုင်လေးကိုတွန်းလာတာပါဟုတ်ကဲ့ပါဒီအခုလိုမျိုးအခမဲ့ကျမရဲ့စစ်ပေးခန်းကိုရန်နာလိုက်ရမယ်ဆိုရင်ဒီအင်းလေးဒေတာခန်းနဲ့အတွက်ဘယ်လိုမျိုးတရားမှုတွေရှိနေနိုင်မလဲရှင်ဆိုကြတော့ တော်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 များပါခင်ဗျာအခုဆိုတော့ဒီဒေတာကန်အများစုကတွေးလို့ယောဂရှိကြတယ်ပါနော်ပြီးတော့တချို့အမျိုးသမီးတွေဆိုရင်ဒီစေးဝံမရလို့ဖြစ်တဲ့ကိစ္စလေးတွေရှိတယ်လေပြီးတော့အမှတက်ကြီးရဲ့ဘိုးဘွားတွေလည်းရှိတယ်ကြတချို့တွေဆိုရင်ဒီနေ့တိုင်းမိုးရတဲ့လူတို့ဒီယာနာတို့ကအများကြီးနေတော့ကျွန်တော်တို့ဒီယာရီသေးသေးကန်းတွေတက်ရမယ်ဆိုရင် သူတို့ကပို့ပြီးတော့ဒုက္ခတွေများလာနိုင်တယ်ခင်ဗျာဟုတ်ကဲ့ပါဒါနဲ့ပတ်သက်ပြီးတော့ဖြည့်ဆွက်ပြောချင်တာများရှိပါသလားရှင် ပေးတန်းကတော့စေးစေးကန်းနဲ့တန်ခွန်းနိုင်လို့ကျွန်တော်တို့ဘက်ကပေးပေးရတာကတော့အကြောင်းမရှိဘူးအခုကဒီကန်းတော့စေးစေးကန်းနဲ့လည်းမခွန်းနိုင်သေးတဲ့အချိန်မှာကျွန်တော်တို့ကအခမဲ့စေးစေးကန်းနဲ့ပိတ်လိုက်ရင်ဒီအင်္ဂလိပ်ဒေသခံပြည်သူတွေရဲ့တမားရပုံပုံပြီးတော့သွေးရလာဖို့ရှိတယ်သွေးရလာနိုင်တဲ့သူကဒီယာယီစေးစေးကန်းတွေကိုကျန်တဲ့ခွန်းလက်ပြန်ပြို့ဖို့ဖြစ်ပါတယ် မေလ၄ရက်နေ့မှာဆက်စွန်ဟောက်စင်ချွေတက်စကန်ကနေလွန်မြောက်ခဲ့တဲ့280ပြည့်အထိမ်းမှအောင်မေပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။ဒီပွဲမှာလွန်မြောက်လာသူတွေဟာတော်လုံး၆ချားစရာဖြစ်ရတွေကိုပြက်လဲဝေမျှခဲ့ကြပြီးစစ်ပွဲနဲ့နိုင်ငံရေးလွှမ်းမိုးမှုတွေကြောင့်ဖြစ်လာမဲ့အန္တရာယ်တွေကိုသတိပေးခဲ့ကြပါတယ်။ Blanken Box ခံွယ်ကနေအသက်ရှင်ကြံရစ်သူပိုလန်နိုင်ငံသား ဘော့တန်ဘာတနီကော့စကီရဲ့ပြောကြားချက်အရသူဟာတခြားကလေးတွေကိုမိသားစုတွေနဲ့ခွဲထားတာကိုမြင်ခဲ့ရပြီးငမမှုနဲ့အေးအေးတံကိုခဏရဲရှိအောင်တွန်းလှန်ခဲ့ရတာကိုသတိရမိတယ်လို့ပြောပါတယ်။သူဟာစကန်ကနေလွတ်မြောက်လာခဲ့ချိန်မှာအသက်73နှစ်ရှိပြီဖြစ်ပါတယ်။လူသားမမျိုးစွာသေဆုံးခဲ့ရတဲ့အဲ့ဒီအဖြစ်ဆိုကနေလူသားတွေဟာအနည်းငယ်သာသေယူခဲ့ကြတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်လို့သူကပြောပါတယ်။ အခုလက်ရှိအချိန်မှာတောင်ကမ္ဘာပေါ်မှာလက်နက်ကင်ပြိပခပေါင်း90လောက်ဖြစ်နေပြီးလူတွေသေးတာအိုးအိမ်ကနှစ်ထုတ်ခံရတာချိရတဲ့သူတွေကိုဆုံးရှုံးတာအစာငတ်ပြီးသေဆုံးတာတွေဖြစ်နေတယ်လို့လည်းသူကထောက်ပြခဲ့ပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆက်မှကျေးဇူးတင်ပါတယ်ရှင်။